်မြင်လာပါဒီနေ့ကျွန်တော်ပြောပြမယ့်သတင်းကတော့မင်းရှောင်ရင်ရှောင်ကြည့်မင်းတို့ကတော့တက်ပြစ်လိုက်မယ်ဆိုပြီးတော့အသီးလူငယ်ကိုချင်းချောက်အနိုင်ကျင့်တဲ့ဂျပန်ကဒါတီလီဂျပိုအုပ်စုအကြောင်းလေးကိုပြောပြမယ်ပေါ့နော်ဂျပန်ကဇိုးလေးတွေရဲ့လူမဆန်တဲ့လုပ်ရတချို့ကဒါသတင်းတွေမှာတက်လာတယ်ပေါ့အဖြစ်စဉ်ကဘလို့ဖြစ်ခဲ့လဲဆိုတော့စာကားမျိုးပေါ့နော်အစားကားမျိုးမှာအတိလူငယ်တယောက်ကို ပြန်ပြီးဆွဲဖမ်းခေါ်ပြီးတော့ဒါချင်းချောက်တယ်။နောက်ပြီးတော့ငွေသားရန်တထောင်တထောင်လူယူသွားတဲ့ကုမ္ပဏီဝန်ထမ်းကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ကျူးလွန်တဲ့သူကကုမ္ပဏီဝန်ထမ်းတယောက်ဖြစ်နေအလုံးမရှိအကမ်းမရှိမဟုတ်ဘူးပေါ့နော်။အလုံးကံရှိရင်လည်းဝန်ထမ်းဖြစ်နေရတယ်ပေါ့နော်။ဒီလိုမျိုးလုပ်ရတာတော်တော်တော့အံ့ဩဖို့ကောင်းတယ်ပေါ့နော်။ကျူးလွန်တဲ့သူရဲ့အသက်ကလည်းခုမှ20အရွယ်လေးတည်းရှိပါသေးတယ်။ပြောပြောချင်တာကတော့ဒါ20အရွယ်ဆိုတော့ဇိုးလေးကြီးပေါ့နော်။အဲ့တော့တရားခဏဘလို့ကျူးလွန်ခဲ့လဲဆိုတော့26ရက်နေ့ည7:00နာရီခွဲကနေနောက်နေ့မနက်29ပေါ့နော်။ အဲမနက်တနေ့ခွဲလောက်ဒီကိုတခြားသူ့ရဲ့တေးလီချိုးသုံးကောင်နဲ့ပေါင်းပြီးတော့လေးယောက်သားကသူတို့နဲ့တီးတယ်ဗောနော်အတိလူငယ်တစ်ယောက်ကိုဖမ်းခေါ်လာပြီးတော့လမ်းမကြီးပေါ်မှာဟဲ့အောင်မင်းရှောင်ရင်ရှောင်ကြည့်ရှောင်လာတဲ့မင်းကိုတတ်လိုက်မယ်ငါတို့အခုလောက်တာကိုမင်းအိမ်အဲကုမ္ပဏီရဲတိုင်လို့ကတော့မင်းနာပြီးသားမှမင်းမင်းတိတ်ပြီးသားမှအဲ့လိုမျိုးချိန်ပေါင်းချိန်ချောက်ပြီးတော့သူတို့ကလမ်းမပေါ်မှာမပါလို့လဲဆိုတော့အဲ့ဒီအတိလူငယ်ကိုမီရှုဒုံးနေတယ်ဗောနော်သူတို့ဒီ လေးယောက်ကအဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်တာ ਨੇ နောက်ပြီးလေးယောက်သားကဒီလူငယ်ကိုဝိုင်းပြီးတော့ခြေနဲ့ဒါကန်ပြီးတော့နှိပ်ဆက်ကလူပြူကြတာပေါ့နော်နောက်ပြီးတော့နှိပ်ဆက်ခံရတဲ့လူငယ်စီကနေငွေသားရန်တပေါင်းတစ်ထောင်ကနှိုက်သွားပြီးတော့အဲလက်ရှိမှာရှေးတက်ဖွဲရပါတော့အဓိကကျူးလွန်တဲ့ဒီကုမ္ပဏီဝန်ထမ်းအသက်20ဆွဲအရွယ်အဲအမျိုးသားကိုဖမ်းဆီးမိသွားတဲ့ခါမှာသူကရှေးရုပ်လို့နော်အဲငါဒီနေ့ဘာမှမကြိုးချင်ဘူးဆိုပြီးတော့တော့တုံ့ပြန်ပြောဆိုထားတယ်ပေါ့နော် တော့တရခံကတော့ဒါလူငယ်လေးပဲရှိသေးတယ်ကုမ္ပဏီဝန်ထမ်းတရတရောက်လည်းဖြစ်တယ်ပေါ့နော်တင်ပြသားသမီးကိုအနိုင်ကျင့်မှုကနေအခုဆိုရင်သူထောင်နိုင်တဲ့ဆန်ရတော့မယ်ဒါကုမ္ပဏီဝန်ထမ်းဖြစ်ကနေအလုပ်လည်းပြုတ်သွားမယ်ပေါ့နော်အပြေအပြက်အနိုင်ကျင့်မိတာကနေပေါ့နော်အဲဥပဒေစိုးမှုတဲ့နိုင်ငံမှာတော့ဒါသူမှတ်လောက်ပြန်ခံရမှာပေါ့နော်ထောင်ကပြန်လွတ်လာတဲ့အခါကျရင်လေသူတို့လူမျိုးကိုဒါဂျပန်မှာအလုပ်ပြန်ခံဖို့ဆိုတာကတော့ခက်ခဲသွားမယ်ပေါ့နော်ဒါတော့သူကတော့လူငယ်တဘာဝပေါ့နော် ဲ့ဇိုးလေးတွေလို့ပုံစံကြီးသွားလှုပ်တာပေါ့ကိုပေါ်တာအချင်းချင်းအနိုင်ကျင့်တာပေါ့နော်အုပ်စုဖွဲ့အနိုင်ကျင့်ဒါအရင်ကလေးကလည်းသူအနိုင်ကျင့်နေကြမဟုတ်လို့ဖြစ်မှာပါဒါပေမဲ့ဒီတစ်ခါတော့ပို့ပြီးအနိုင်ကျင့်တာကပို့ဆိုးွားတယ်ပေါ့နော်ပြောချင်တာသူတို့အနိုင်ကျင့်တဲ့ပုံစံကအနိုင်ကျင့်တာလည်းမတူတော့ပဲနဲ့ဒါလူတစ်ဖက်သားကိုပြန်ပြီးဆိုရယ်အာအသက်အန္တရာယ်ပါထိခိုက်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတီဖြစ်လာတဲ့အခါမှာဒါနောက်ဆုံးတော့ထောင်ထဲဆန်တော့ပါပေါ့နော်ဒီကျူးလွန်တဲ့လူငယ်ကလည်းသူ့ကိုယ်သူတို့ဟုတ်လာပြီးထင်ပြီးတော့ဒါမာယူရဲ့ဆက်ဆံဒါ လုံးနေမှာပေါ့နော်ဒါငငယ်လုံးကလေးကသူသူအနိုင်ချင်းခဲ့တဲ့လူမျိုးလို့ပူပူနိုင်ကြည့်ပြီးတော့ဒါလုံးလို့ရလို့ပူပူပြီးတော့ဒါတောင်းရမ်းတာပေါ့နော်အခုကြတော့ဒါသူ့အပြစ်နဲ့သူခံရမှာပေါ့လေသူ့ကိုယ်သူလည်းပြန်ပြီးတော့ဘယ်လိုပြောမလဲထိမ့်သိမ့်နိုင်တဲ့ညံရည်ညံသွေးလည်းမရှိဘူးပေါ့နော်သူကဘာလုံးနေလဲဆိုတဲ့ဟာမျိုးလည်းသူ့ကိုယ်သူပြန်စဉ်းစားဆင်ခြင်နိုင်တဲ့ဒါပညာဉာဏ်အသိဉာဏ်လည်းမရှိဘူးလို့ပြောရပါဘူးဟာငါ့ကိုငါတော့ အောင်ကလူမကြီးပေါ့နော်ငါကငါဟုတ်နေပြီထင်တာပေါ့နော်လေးကောင်ပေါင်းပြီးတော့တကောင်လည်းဝိုင်းနိုင်ခြင်းပြီးတော့ဒါအုပ်စုပွဲဝိုင်းကြိုက်တာပေါ့နော်အခုတော့ဒါဝိုင်းကြိုက်တဲ့လူတွေဒါထောင်ထဲဆိုင်ရမယ်အလုပ်လည်းပြုံမယ်အဘွားလည်းသူ့ဘွားလည်းပူကျန်းသွားတာပေါ့နော်အဲ့တော့ဒါကတော့ဥပဒေစိုးမိုးတဲ့နိုင်ငံမှာတော့သူတို့ကတော့မှတ်လောက်ပြန်ခံရမှာဖြစ်ပါတယ်အဲတတိယတစ်ယောက်ပါလေကျေးဇူးတင်ပါတယ်